စကိုင်းတိုင်းရွှေဘုံမြို့တီလုံးကျွရွာမှာစေအစုနဲ့ပြူလက်နက်ကိုင်းနဲ့အခြေပြုတက်ဆွဲထားတဲ့စကန်ကိုနှစ်ရက်တာဘုံဒီချတိုက်ခါရမှာပြူကောင်းဆောင်တူဦးတည်ဆုံပြီးတော့လေးဦးတန်းရရှိခဲ့တယ်လို့ရွှေဘုံမြို့တော်လိုင်းအင်အားစုဖြစ်တဲ့ဘုံမီချောင်းဖွဲ့ကောင်းဆောင်ဘုံမီချောင်းကပြောပါရယ်။အော်တိုဘာ28ရက်နေ့29ရက်ကရွှေဘုံမြို့အနောက်ဘက်မြို့နယ်ခုနမိုင်ကာမှာတရှိတဲ့တီလုံးကျွရွာစေအစုနဲ့ပြူလက်နက်ကိုင်းစကန်တွေကိုဒရုန်းအုံယူကဘုံဒီ၄၀ကျော်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ အဲ့ဒီတိုက်ခိုက်မှုတွင်စိုးစုလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့တီလုံးရွာပြူစောတီကောင်းဆောင်ဦးဝင်းစော်အောင်တည်ဆုံးခဲ့ပြီးတော့လေဦးတန်းရရှိခဲ့တယ်လို့ဘုံမီကျောင်းကပြောပါဗျာ28ရက်29ရက်နေ့ရက်ဆက်တိုက်ပေါ်ကျွန်တော်တို့ဘုံဒီလုံး၄၅လို့ချပြီးတော့ကျွန်တော်တို့ဒီပြူစောတီဒီလုံးပြူစောတီကြီးကဝယ်အတိဆုံးကတော့ကျွန်တော်တို့ပြူကောင်းဆောင်ဝင်းစော်အောင်တယောက်ကတော့ဒီပြူနိုင်ငံအဲ့ဒီတရားရေးမှာသူတို့နိုင်ရေးမနေရမတော့မနေရပေါ့အားကြီးချတော့ရတယ်အဲဒါရရတော့ လေးယောက်ပေါ့ဟမ်ဟမ်ထဲအောင်ထဲမရောဘူးရသူကခုနကပြောတဲ့ဟိုဘယ်ရင်ချင်းကီတူပေါ့အစကျကောင်နိုင်ကျင်သက်ဖြစ်ပေါ့ဗျာရာသီသူတွေမှာလည်းအဲ့ဒီလုံးကြီးပါတယ်မှာမထင်မထင်လို့ထုတ်ပြန်တာညာရှိရတယ်ပြူစော်ဒီကောင်းဆောင်ဦးဝင်းစောအောင်ဟာဘုံဒီချတိုက်ခါရမှာရရှိတဲ့တရားနဲ့ရွှေဘုံမြို့ပေါ်မှာစေကူတော်မှုခံယူရင်းသိဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီပြူစော်ဒီကောင်းဆောင်ဦးဝင်းစောအောင်ဟာစံခိုင်ရေးပါတီထောက်ခံသူတအုပ်ဖြစ်ပြီးတော့ အနာသိမ့်မီရဲ့နောက်အင်ချေထောင်ကြီးရှိတဲ့တီလုံးကျေးရွာမှာပြူစောဒီကောင်းဆောင်အနေနဲ့တာဝန်ယူပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေနဲ့ငွေညစ်တာတွေကြောင့်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်တော်လိုင်းအင်အားစုဖြစ်တဲ့ရွှေဘုံခရိုင်အမှတ်လေးတရင်ရွှေဘုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရွှေဘုံခရိုကိုတိုင်းတောင်းမှန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ FIF တောင်သူ့လူမျိုးရေးအင်အားစုနဲ့ တောင်းစစ်တီအဖွဲ့တို့ပူပေါင်းစစ်ဆင်ဆင်နွှဲခဲ့ကတော်လန်ရဲဘော်တွေဘက်ကအထိခိုက်မရှိဘဲစုခွာနိုင်ခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ရွှေဘုံမြို့နယ်မှာတီလုံးချေရွာအပဝင်စောစုကတင်းနန်းပေးလက်နက်တပ်စင်ပေးကပြူစောတိအဖြစ်လက်သက်မွေးထားတဲ့ချေရွာဆွေရကျော်ရှိပြီးတော့အဲ့ဒီပြူရွာတွေဟာစိတ်ခွန်ပလိုင်းဇီးဖြူကုံဇီးကုံလေးမြင်းချင်းမင်္ဂလာရွာမခောက်မလာစတဲ့ချေရွာတွေဖြစ်ပါတယ်။ အဲ့ဒီရွာတွေကပြူတွေဟာမင်းအွန်လိုင်းကိုသစ္စာခံပြီးဒေတာရင်းဖန်စီတက်ပြက်ငွေညစ်တာတွေကျွလွန်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။